ပြောရရင်ကဟိုဒုက္ခရောက်နေတဲ့လူကိုကြောက်ဘူးဒဏ်ရာဟုတ်ကျွန်တော်အဲ့ဒါဆိုလို့ရှိရင်ခင်ဗျားတို့တပိပန်းတွေပြုတ်တော့ပါဘာလို့ဒီစီရင်သွားနေလဲအပုံတန်မျိုးပြောနေတာဟုတ်ဗျာတည်ရမှာ CJ platform ရဲ့ interview season ကနေကြိုးစလိုက်ပါရရှင်ဒီနေ့မှာတော့တန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ကမူကုံမျိုးကိုစစ်ကောမရှင်တန်လွှဲပြောင်းမယ်လို့ကြေညာပြီးရဲ့နောက်မှာမူကုံမျိုးကနေနေနဲ့ဘာရီခံစားနေရလဲဘာရီကြုံတွေ့နေရလဲ ီးတော့သူတို့ဘယ်လိုသဘောထားရှိလဲဆိုတာကိုမကြသေးခင်ကမှမိုးကုံမြူးကနေရွှေ့ပြောင်းလာတဲ့မိုးကုံမြူးကန်တူကိုမြင်းမြန်းတင်ဆက်သွားပါမယ်ရှင်။ဒီပထမဆုံးနေ့နဲ့ဒီလောက်ကြောင့်ရရပေါ့နော်။မျက်နှာကိုလည်းဝါထားပေးပြီးတော့နာမည်ကိုလည်းမဖော်ပြအောင်ပေါ့နော်။အဲ့ဒီတွဲပထမဆုံးနေ့နဲ့ဦးလေးရဲ့ဒီမိုးကုံမြူးမှာဘလောက်ကြကြနေထိုင်ခဲ့တယ်နဲ့ပြီးတော့ဒီစစ်တင်တွေ့ကြုံလေးပြောပြပေးပါအောင်ရှင်။ကျွန်တော်တို့ကတော့ဖိုးပွားပေါ့နော်။ဖိုးပွားအဖေမေကျွန်တော်တို့ကိုယ်ပိုင်က ဘိုးဘွားတွေကသာမိုးကုတ်ကမဟုတ်တာစစ်စစ်ပဲဟိုတာစစ်စစ်ဖြစ်တဲ့အတွက်တောက်ချပေါ့နော်မိုးကုတ်မှာပဲစင်တန်နဲ့မိုးကုတ်မှာကြီးသွားတယ်ယူပါလိုက်မှာပဲလုတ်ခေတာတော့ဒါတော့ကျွန်တော်တို့ကျွန်တော်အကြောင်းပေါ့နော်ကျွန်တော်ကျွန်တော်မိုးကုတ်တာအကြောင်းပေါ့နောက်တစ်ခုကစစ်အတွင်းတွေ့ကြုံဆိုလို့ရှိရင်စစ်အတွင်းမှာကျတော့ပြဿနာကကျွန်တော်ကစစ်ဆိုတာတစ်ခါမှမကြုံဘူးမကြုံဘူးတဲ့အခါကျတော့အေးအေးဆေးဆေးပဲဖြတ်တန်းရမှာလားဘာလားဆိုကျွန်တော်တို့အေးအေးဆေးဆေးပဲထင်တာပေါ့ဗျာ ဒီလိုဘုံတန်လေးပါလေတခါမှမကြဘူးလားမကြဘူးတဲ့အခါကျတော့ပထမစစ်ဖြစ်တဲ့အခါကျတော့ဟိုပြစ်တာပေါ့ကျွန်တော်က viewer ကုန်းနဲ့နီးရနီးတဲ့အခါကျတော့အဲ့မှာပြစ်တန်ခက်တန်နေကြတော့ကျွန်တော်ကအတွဲလိုက်ဒုံးနေပေါ့အတွဲလိုက်ဒုံးနေဟာဝဇာတွေကအိမ်နားမှာပဲပြစ်နေပြစ်နေတဲ့အခါကျတော့တောအုံးပေါ့ဗျာတောအုံးဆိုတော့အဲ့မှာနေ့တိုင်းမြင်ရတဲ့အရသာကဘာလဲဆိုတော့တီနေကြတယ်နေ့တိုင်းတီကြတယ်တီကြတယ်ဆိုတော့ ိုတရက်ကိုဒါဘယ်နှလောင်းဘယ်နှလောင်းထွက်နေလဲတော့ကျွန်တော်လည်းသိချာတော့မသိဘူးပေါ့အဲ့ဒီစိတ်ပြင်းတွေးကြုံတော့ဘယ်လိုပြောလဲတော်တော်ကြီးဆိုးတော့ပေါ့ဗျာကိုတခါမှမရင်းနှီးတဲ့ဘဝပေါ့ခင်ဗျားတို့လည်းသူကိုလုံနေတဲ့လုံနေဘာမှမဆိုင်ဘူးလို့မှာဆိုင်တဲ့အခါကျတော့အဲ့ဘဝကြီးဖျက်တန်းနေတာတော့တားဆိုးပါတယ်ကိုလည်းမကြုံဘူးတော့ပြောလည်းမပြတတ်ဘူးပေါ့နော်ဒါကိုတီးတဲ့လောက်ကိုပြောပြရတာပေါ့ဆိုတော့ကြောက်ရတယ်အဲ့အဲ့အချိန်မှမှကျွန်တော်မက်မီလောက်ဆိုလို့ရှိရင်24ရင်းနေတင်တာပဲခုနက24ရင်းနေမှာတိမ်သွားတော့ တင်သွားပြီးအဲ့ဒီမှာသူတို့ပလောင်ဝင်လာဟုတ် PDF နဲ့ DNA လေးကမိုးကုံမြို့ကိုထိမ့်ချုပ်ပြီးနောက်မှာပေါ့နော်ဒီသူတို့ရဲ့အုပ်ချုပ်ရေးအောင်မှာနေရတာကိုဘယ်လိုအခြေအနေရှိလဲစင်ပြေတာပေါ့နော်အဲ့ဒါလေးပြောပြပေးပါဦးရှင်အစင်ပြေလားဆိုတော့ကျွန်တော်တို့အနေနဲ့ကသူတို့နဲ့ပတ်သက်မှုတော့မရှိဘူးဗျာသူတို့ကျွန်တော်တို့နေရထိုင်တာကသူတို့အခွန်တွေကောက်တယ်အဲကျွန်တော်ကြားရပြင်ပေါ့ကြားရကျွန်တော်ကရေနဲ့ပတ်သက်ပြီးမှရေခွန်ဆောင်ရမယ်အမိုက်ခွန်ဆောင်သူတို့အမိုက်ခွန်နဲ့ရေခွန်တော့ကောက်တယ်လေးစမီရတော့မပေးနိုင်ဘူး မပေးနိုင်တော့ကျွန်တော်တို့ဒီရဲ့မကုတ်မှာရှိတဲ့ရေရလက်စစ်ကိုပြင်ပြီးမှသူကမိပြီးတော့ဗျာမိပြီးတော့ကောင်းအောင်မပေါ်တော့မဖြစ်လိုက်ပါဘူးဒီတစ်နှစ်ပြန်မှတော့မဖြစ်လိုက်မကုတ်ကဆိုလာတယ်များတာတော့ဆိုလာတယ်ဆင်ဆိုလာတတ်ကြပေါ့ဟိုထူးထူးခြားခြားတော့အဲ့လိုကျွန်တော်တို့ကျက်ကျက်တက်တက် ဖြစ်သွားတဲ့မျိုးကတော့ဘလောင်နေနဲ့ပတ်သက်ပြီးမရှိပါဘူးကျွန်တော်တို့ပုံမှာပေါ့နော်ကျွန်တော်ခံစားရတာပဲဗျာအဲ့တော့အေးချန်နယ်မှာဖြတ်တန်းရတယ်ထင်တာပဲ ီ TNL နဲ့စစ်ကောင်မရှင်နဲ့ညှိနှိုင်းပြီးတော့မိုးကုံမျိုးလက်လွယ်ဖို့သဘောတူညီခဲ့တယ်ပေါ့နော်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဘာတွေသိရတာမျိုးရှိလဲရှင်ကျွန်တော်တို့ကြားရတာသူကပထမမပေးဘူးပေါ့ဗျာမပေးဘူးဆိုတော့ဒီလိုပဲညှိနေတယ်ညှိနေတယ်ပဲကြားတော့အဲ့အဲ့ဒီတင်းထွက်လာမှပြန်ပေးမယ်ပေါ့ပြန်ပေးမယ်ဆိုတဲ့အခါကျတော့မြို့ကကြောက်လာတော့ပြန်ပေးတာနဲ့သူက26ရက်နေမှာလက်မထိုးရကြပြီ29ရက်နေကျတော့တင်းထွက်လာတဲ့အခါကျတော့တမျိုးလုံးကဒီမန်လေးပြည်ရဲတို့ မကူဘီဘာတို့ဖရိုင်ဘီဘာတို့ကပြန်တိုက်မယ်ပေါ့နော်ပြန်တိုက်မယ်ဆိုတော့ဒင်းတွေထွက်လာတော့ကြောက်တော့စစ်ကပြန်ဖြစ်တော့အရင်တစ်ခေါက်ကလည်းဖြစ်ပြီလေနော်ဖြစ်ပြီဒီကောက်ပြန်ဖြစ်တော့ဆိုတော့ကြောက်တော့ပါလေနံပါတ်1ကတော့နောက်တစ်ခုကဘာဘာသိုးတယ်လဲဆိုတော့ထွက်ပြေးရတော့ပါလေဒီဟာကြီးကိုမကြုံစင်ဘူးမကြုံစင်ထွက်ပြေးရတော့မယ်ဆိုတဲ့အခါကျတော့ပြင်ရပြီဗျာပြင်တချို့ကျွန်တော်စလို့ရှိမှကိုတော်တော်များများထွက်ပြေးသွားပြီထွက်ပြေးသွားပြီတဲ့အချိန်မှာမှနောက်ထပ်နောက်ထပ်နောက်ထပ်ပတ်သက်မရှိဘူးလေနော် ဒီကီဒီကီသွားတဲ့အခါကျတော့လည်းပတ်စံမရှိတဲ့အခါကျတော့ဒါကလည်းပြဿနာလေဒါပြဿနာလည်းပြဿနာပေါ့နောက်တစ်ခုထပ်ပြောရရင်ကျွန်တော်ဒီကြားထဲမှာကြားပဲဖြတ်ပြောနေတာဘလောက်ခက်ခဲတလဲဆိုတော့ကာရမတွေပေါ့မိုးကာရမတွေတော်တော်များများဒီစစ်ပွဲမှာတော့ချမ်းသာပါတေးကြတယ်ဘာလို့လဲဆိုတော့ဒီခုခေတ်အနေထားနဲ့တို့ယူရဲ့ဈေးနဲ့ကတော်တော်များတယ်များတယ်ဆိုတာတော်တော်ကြီးကများတယ်ပေါ့ မိုးကုတ်ကိုခုလိုလွဲပြောက်ဖို့လုပ်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ TNA ဘက်ကအတိပေးတာတွေဘာလို့လုပ်သိနေဆိုပြီးတော့အကြံပေးတာမျိုးရှိလားဘာမှမသိဘူးကျွန်တော်ဖွင့်မယ်ဆိုတာလည်းမသိဘူးကျွန်တော်တို့ဘယ်လိုနေဘယ်လိုထိုင်ရမယ်ဆိုတာမျိုးလည်းကျွန်တော်တို့အဲ့လိုခုနောက်ပိုင်းမှာပြောတာမရှိဘူးအဲ့ဒါတော့တေချာတယ်ကျွန်တော်နေခဲ့တာဘာမှမရှိဘူး အခုဆိုရင်ဒီ PDF တွေဘက်ကလည်းပြန်တိုက်မယ်ဆိုပြီးတော့ပြောနေတာမျိုးတွေရှိတယ်ပေါ့နော်။ကြားရတဲ့သတင်းတွေအရဆိုရင် TNL ဘက်ကလည်းဒီစစ်ကောမရှင်လုံခြုံရေးပေးပြီးတော့ခေါ်သွင်းလာမယ်ဆိုတာမျိုးတွေလည်းရှိနေတယ်။အချိန်တွေတော့တေချာမသိသေးရမသိရသေးဘူးပေါ့နော်။ဒီအချိန်တွေမှာတိုက်ပွဲတွေဖြစ်လာမယ်ဆိုရင်ဘာတွေစိုးရိမ်ရမလဲပြီးတော့တကယ်လို့တိုက်ပွဲတွေမဖြစ်ပဲ TNL ကလုံခြုံရေးယူပြီးခေါ်သွင်းလာတဲ့အချိန်တွေမျိုးဖြစ်လာပြီးတော့စစ်ကောမရှင်ကထိန်းချုပ်သွားနိုင်မယ်ဆိုရင်ဘယ်လိုအချိန်တွေမျိုးဖြစ်လာမလဲ။ တိုက်ပွဲဖြစ်လာမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကြုံရတဲ့လောက်ကဟိုဘဒူသူတို့ကအခုကျွန်တော်တို့တီးရတဲ့လောက်ကကျွန်တော်မြို့တွေကလူတွေကိုတရက်ကွက်ကို9ယောက်တောင်းတယ်ဒီစစ်ပွဲမှာဖြစ်ခင်မှာခင်ဗျား9ယောက်တောင်းတယ်သူကသူတပတ် တပတ်ပေါ့နော်အဲ9ယောက်ကတွားပြီးမှသူကဂရုချင်းတွေတူပေးရမှာအဲ့ဒါကိုမြို့ကလုံးကနလလောက်ကရင်လုတ်ပြီးသွားတယ်ပပပုံဝင်ကြတယ်ကိုကအဲဒါကိုခုခံပြီးချမယ်ပေါ့တော့အဲလုတ်ပြီးသွားတဲ့အခါကျတော့ကျွန်တော်တို့လည်းချမယ်ပဲထင်တော့ဗျာ တကယ်လို့ချရရင်ဘာဖြစ်လာမလဲဆိုတော့တိုက်ပွဲဖြစ်လာရင်တော့ तू ကသူတို့ကြာလို့ရှိရင်မိ့ကိုဘုံကျဲမှာပဲလေကျဲလေကျဲနေရပဲလေကျွန်တော်တို့အိမ်တော့မှာကျဲသွားဆိုကျွန်တော်ပြောလို့ပဲဟိုကျွန်တော်အိမ်နဲ့ဘာမှမဝေးဘူးတောင်ကုန်းတို့မောက်ကျဲပေးတာဆိုတာည၈နာရီခွဲလောက်ကြီးပေါင်ဟဘုံလုံးလာကျဲသွားတယ်ဟိုလူ20ဘူပေါ်ကြီးမီကျွန်တော်တို့တိလိုက်တာနောက်နေ့မနေ့မှတကြူ20ရက်တကြူပဲနောက်ခြေပြက်လက်ပြက်ခေါင်းပြက်တွေပြတ်ထွက်သွားတဲ့အားလည်းအများကြီးပါတော့ရောက်30ဝန်းကျင်တော့ရှိမှထင်တာပေါ့ဗျ အဲ့လိုမျိုးကြီးကျေးဖြားကျေးချသူလို့ဆိုရင်မြို့ကခံရမှာမဟုတ်ဘူးအဲ့တော့ဒီစစ်ပွဲဖြစ်လာရင်ပထမခံရမှာတော့လေကျွန်တော်တို့ပြည်သူတွေပဲခံရမှာဒီငုံကဒီကောင်နော်အဲ့သူတို့နဲ့ဖြစ်လဲကျွန်တော်တို့ပဲခံရမှာဒုတိယမေးရမေးခွန်းကကျတော့သူတို့ပြန်ဝင်လာရင်ဟုတ်တယ်သူတို့ပြန်ဝင်လာရင်ကျွန်တော်တို့ပဲခံရမှာဘာလို့လဲဆိုတော့သူတို့ကအခုကကလေးတွေကိုအရင်တော့အရင်ကျွန်တော်ပြောသူတို့ပေါ့နော်အခုကျွန်တော်တို့လာတဲ့ lanky မှာငုံကနေစထွက်တယ်ဆိုတော့အရင်ဒီငုံမတ်ပေါ်နေကန်ပြီးထွက်လာတော့အရင်ကြောက်မဲ့ဂိတ်မှာကျွန်တော်ပိတ်နေ ကျောင်းမဲမြို့ဝင်ကြီးမှာသူစစ်တပ်ရှိတယ်။အဲ့ဒီကပိတ်ပြီးစစ်တာပေါ့။အမှအဲ့မှာကားတွေကအများကြီးတန်းစီနေတဲ့ခါကျတော့သူကသူတို့စိတ်ကူပေါင်းရင်ပေါက်တယ်လို့ပေးထွက်တာ။ဥပမာဒီနေ့မနေ့ရှင်းနိုင်ရနေပေးထွက်လိုက်မယ်။၁၀စီး၁၀စီးပေးထွက်မယ်။သူတို့၉နိုင်လောက်ဖျက်ချမ်းလည်းဖျက်ချမ်းမယ်။၁၀နိုင်လောက်ဖျက်ချမ်းလည်းဖျက်ချမ်းမယ်ဗျာ။သဘောကောင်းလို့သူတို့ထမင်းစားပြီးပါပြီ။၄နိုင်လောက်ပြန်ဖို့ပြီ။၈နိုင်လောက်ပိတ်ရင်ပိတ်မယ်လို့ညတော့။တနေ့လုံးပေးသွားချင်မှလည်းသွားမယ်။အဲ့လိုမျိုးကြီးလမ်းကြီးမှလည်းပစ်ထား။ပစ်ထားတဲ့ခါကျတော့အဲ့လိုပဲထွက်ချထွက်ချဆိုတော့ ဲ့မှာကားတွေပိတ်နေတာအခုလည်းကျွန်တော်ကြားနေတယ်ပိတ်နေတာပဲအဲ့မှာအဲ့မှာကြောက်မဲဟိုတက်သွားရဆိုလို့ရှိရင်ဂိတ်ကိုရောက်ပြီဆိုရင်ကြာကားတစီးကိုတသိမ်းပေးရမှာအဲ့ကြော်လာကြော်လာကြော်လာပြီးရင်ကြာကြောက်မဲမှာကြောက်မဲကြောက်မဲနဲ့နောင်ချိုးတော့တလန်းလုံးကကျွန်တော်တို့ဒီရှိသမျှစစ်သားတွေတော်တော်များများကမိုးမပုံတင်ကိုပဲဖမ်းကြံနေမပုံတင်သူပြုံးဆိုင်ဘာလို့မိုးမိုးမပုံတင်ပါလာလို့ရှိရင်ကောင်းတယ်ကတောင်းမယ်ပတ်စံပေးလို့ရှိရင်တန်တန်ကြီးပေးလို့ရှိရင်သူကမဖမ်းဘာမှမပြောဘူး အဲ့တန်ရတိုင်းကြီးမပေးဘူးကျွန်တော်ခင်ဗျားကိုရင့်မယ်။ဒါမှမဟုတ်ကျွန်တော်တို့ကြုံရတာဆိုလို့ရှိရင်တန်ရတိုင်းကြီးပေးရတာနဲ့ကိုဟိုဘောကျွန်တော်တို့ကာပေးမှာပေါ့ဗျာ။တော်စစ်တာရရှိတော့လာရစ်တော့။လာရစ်တယ်ဆိုတာသူကမင်းတို့မိုးကဆိုတော့မင်းတို့ကျွန်တော်တို့ကလည်းစစ်တာမင်းတို့ကြောက်တော့ဗျာ။ကြောက်တော့သူတို့ကလာကြည့်တယ်။ကြည့်ပြီးတော့ကဆရာကြီးဘယ်လိုလဲခင်ဗျား။ရအောင်ဘယ်လိုလဲဟမ်။အဲ့လိုမျိုးပေါ့။ဟိုခင်ဗျားတို့မျက်လုံးတွေကဘယ်လိုချင်းမဲ့နေတဲ့ ပြောရရင်ကဟိုဒုက္ခရောက်နေတဲ့လူတယောက်ကိုဒဏ်ရာပေါ့အဲ့ဒါမကောင်းဘူးသူကကားပေါ်မှာတခြားလူတွေပါရင်တော့မှအဲ့မက်ပုံတင်ကိုစိတ်မုံနေတော့ဒီကိုမင်းဆောင်မကနာနိုင်မှာ तू ကကိုမင်းဆောင်ကတော့မန်လီတိုင်းပေါ့နော်ကျောဘက်ကိုနိုင်နိုင်အနောက်မှာ तू ကရက်ွက်ပါတော့ မြို့မရက်ွက်ဟိုရှန်နယ်ရက်ွက်အဲဈေးဟောင်းတို့ဘာလို့ကောင်းလဲဈေးတိုင်းဒါကသူကမိုးကပဲပေါ့ဗျာဒါပေမဲ့အဲမိုးကုတ်ထဲမှာတော့မှသူကပတောင်လာတော့မှပေါ့ဗျာအိုးစီတွေနဲ့ဒီရဲ့ဟိုဟာတွေနဲ့ပေါ့တပိပန်းနေနဲ့ကျူရရက်ွက်တွေလည်းရှိတယ်အဲ့လိုရက်ွက်တွေဆိုရင်ဘယ်လိုများဖြစ်မလဲမသိဘူးပေါ့ဥမာသူတို့ကျူရရက်ွက်တွေကြီးသူတို့အဲ့ဒါကိုတီးတီးလို့ပဲသူတို့ကအဲ့လိုခီးသွားလို့ချင်းမေးတယ်ပေါ့ဗျာ အာဘာလို့သွားမလဲနေမကောင်းလို့ပါပေါ့ဗျာအဲ့လိုပြောရှင်လဲဘာပြောလဲသူတော့တဲ့မင်းတို့အဲ့ဆိုလို့ရှိရင်လဲခင်ဗျားတို့တပိပန်းနေပြုတ်တော့ပါတော့ဘာလို့စီစီရင်သွားနေလဲအပုံစံမျိုးပြောနေတာပေါ့ဗျာတည်ရမှာသူကစကားကိုမျိုးစုံပြောတာပဲမဟုတ်တာသူမရပြီးခဲ့တဲ့ရက်ကဆိုလို့ရှိရင်မိုးကုတ်မျိုးခန့်နေရတန်ပုတ်တီးပြီးတော့ဆန့်ကျင်ခဲ့တာမျိုးရှိတယ်ပေါ့နော်အဲ့ဒီအခြေအနေလေးလည်းပြောပြပါအောင်ရှင်တန်ပုတ်တီးပြီးဆန့်ကျင်တာကကျွန်တော်မြင်ရတာကသူကဒီလိုရှိရပဲ သူတို့မျိုးကပြီးမဝင်ဘူးပြီးမဝင်တဲ့အခါကျတော့ဒီစစ်တပ်ပြီးမဝင်တော့သူတီးမယ်ပေါ့ဒါပေမဲ့ကျွန်တော်အရင်ညမတီးဘူးမတီးဆိုတာကဘလိုညအိတ်နေတဲ့ချင်းနာလည်းမတီးကြဘူးတီးကြတဲ့အခါကျတော့တဝုံတဝုံပြီးတော့ဘာလဲဘာလဲလက်မပြီးတော့မတီးဘူးတကယ်တော့မတီးကြဘူးဒါပေမဲ့ချင်းညာလို့ပြောချင်းညာဒီမျိုးညကိုသူတို့ ြီးမယ်ပေါ့ဒါပေမဲ့အဲ့ဒီအကျိုးဆက်ကြီးကဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ကအခုခီးသွားတော့အဲ့အကျိုးဆက်ကလည်းခံရတာပဲပြီးတော့သူတို့ကဒီအခုကျွန်တော်တို့လာတဲ့လမ်းတစ်လျှောက်လုံးမှာမိုးကုတ်နဲ့ပတ်သက်တဲ့နေမြေမှာရှိတဲ့စစ်သားကမှကျွန်တော်တို့ကိုရစ်နေရမှာမဟုတ်ဘူးဘယ်နေရာဘယ်ဒေတာမှာသွားသွားဒီမိုးကုတ်ဆိုလို့ရှိရင်ကိုမတ်ပေါ်နေဆိုမရစစ်သားအားလုံးကိုကျွန်တော်တို့ညိုးနေတယ်ပုံစံဖြစ်နေတာအဲ့တော့ဒီမျိုးကိုဝင်လာရင်လည်းဒီစစ်သားတွေကတော့ကျွန်တော်တို့ ဒါလုံမှာပဲပေါ့နော်အဲ့လိုပဲကျွန်တော်မြင်တယ်အခြေအနေကနှစ်ခုစလုံးအဆင်မပြေဘောအခုဆိုရင်တိုက်ပွဲပဲဖြစ်ဖြစ်တိုက်ပွဲပဲမဖြစ်ဖြစ်ဒီစစ်ကော်မရှင်ကထိန်းချုပ်လေအဆင်မပြေရဲ့အခြေအနေပေါ့အဲ့ဒီတော့မျိုးကန်နေဘက်ကရောဘယ်လိုသဘောထားမျိုးရှိတယ်လဲရှင်မျိုးကန်နှချမ်းကွဲမှာပေါ့နှချမ်းကွဲမှာဆိုတာကမျိုးတွေမှာရှိနေတဲ့တချို့တွေက PDF တွေရှိတဲ့ရက်ကွဟိုမိသားစုတွေရှိရဗျ PDF တွေရှိတဲ့မိသားစုတွေကြာတော့ဗာပြဿနာရှိလဲဆိုသူတို့တာသမီတွေကဘယ်နဲ့တက်နေမှာလဲ တိုက်နေရတယ်နော်တချို့တည်တဲ့ဟာတွေအများကြီးသူတို့ကကြတော့တိုက်မှာပဲသူတို့ကလုံးဝဝင်မခံနိုင်ဘူးသူတို့ဘက်ကလည်းကိုခံစားကြည့်လို့ရပါတယ်ကျွန်တော်တို့ဒီဘာမှမလုပ်တဲ့လူတွေဘက်ကြတော့လေဓာတ်ကြီးတိုက်ရင်ကိုကခံရမှာဟုတ်ခံရမှာဆိုတော့တက်နိုင်ဆုံးကတော့ကိုယ့်ရဲ့ကလေးတွေကိုလွတ်ရလွတ်ချောင်းကိုပို့မယ်လူကြီးတွေကတော့မကုန်ပါပဲหนีแกมั้ยบ่เนาะดาโมอุปธิเลยอยู่เลยสิอ่ะบ่ละมะคันได้เบ็ดเลยสิละคันได้เบ็ดเลยสิถ้าก็จนตึกไปมาโหซอรกาตัดเสียจองแล้วไม่สิอยู่เต็มเลยเนาะ ်ငိုကောက်ဟာအခုဆိုလို့ရှင်ဒီအလွဲပြောင်းလုပ်တဲ့ကာလပေါ့အချိန်ပြောင်းလုပ်မဲ့ဈာကလာရောက်နေတဲ့အခြေအနေပေါ့နော်ဒီလိုအခြေအနေမျိုးမှာဆိုရင်ငိုကောက်မျိုးတွေမှာဘာကြီးမြင်နေရလဲတီအန်အေလီကရောဘာကြီးလုပ်နေလဲပြင်းရလေးအကုန်ပြောင်းနေပြီပြောင်းနေပြီဆိုတာကျွန်တော်တို့တိတိကျကျလွန်ခဲ့တဲ့၅လလောက်ကရင်သူကအဲ့လိုဆေးရုံနဲ့ပစ္စည်းတွေတဲသွားတော့ဗျအတန်တော့ထွက်တာပေါ့နော်ကိုလည်းနေရတော့မဟုတ်ပါဘူးအဲ့တော့လမ်းမှာတွေ့နေရတဲ့ဟာတော့ဘက်ဖုန်းမျိုးတွေတော့ကာအကြီးကြီးပေါ့နော်ကာအကြီးကြီးနေမဟုတ်ခင်တဲထုတ်တဲထုတ်တဲထုတ်နေရတော့အများကြီးပဲသူတို့ သူတို့ထွက်မယ်ဆိုတော့တေဇာသောက်ဖြစ်နေတာပေါ့ဗျာအဲ့တော့မြင်ရခြင်းအပြင်သူတို့အရင်တော့တည်ခဲ့တဲ့ဟာတွေအကုန်လုံးကပြန်တိတ်ထုံနေပြီသူတို့ပိုင်နေပြီစီလို့နော်အကုန်တိတ်ထုံနေတိတ်ထုံနေပြီကျန်တာဘာမှတိတ်ကြားထဲမှာရှိတော့မှာမဟုတ်တော့ကျွန်တော်မြင်လာပြောရတယ်သူတို့ကတော့ထွက်မှာတေဇာငူကုတ်မှာတန်အန်လူမျိုးတွေကလည်းအများကြီးရှိတယ်လို့သိရတယ်ပေါ့နော်သူတို့အချိန်နေရောဘယ်လိုရှိနေလဲရှင်သူတို့ကအခုသူတို့ကဗျာအခုဘုံကနေထွက်လာလို့ရှင်အဲဒီကြောက်မဲဒီကြောက်မဲဂိတ်ပေါ့ဂိတ်မှာ သူတို့မှတ်ပုံတွေကြည့်လိုက်တော့ပလောင်ဆိုတဲ့နာမည်ပိုင်းပြန်သူတို့ပေးမထွက်တော့ဖမ်းလာတော့သူတို့နာမည်ကြီးတဲ့လူတော့ဖမ်းရင်ဖမ်းမှာပေါ့နော်ဒါပေမဲ့တကယ်ဟိုဟာဆိုလို့ရှိရင်သူကပလောင်လို့ယူနေဆိုရင်သူကပေးမသွားတော့ပြန်တော့ပြန်တော့အဲ့တော့သူတို့လက်မှတ်တွေပိုင်းတစ်ဖက်ရင်လည်းဘာလူမျိုးလဲပလောင်ဆိုသူတို့ကကာရမားတွေကပေးပြီးမှမပြတ်တော့သူတို့ကပြန်လဲရအောင်ပလောင်ခီးသွားလို့မရဘူးပလောင်နဲ့ ဆက်ဆက်တာနဲ့ပလောင်ပမာပလာပလောင်ဝဲပြီးပြီဘာပလောင်ပြီးပြီဗျာပြင်သွားတော့ပြီးရတော့တို့လူမျိုးတွေကတော့ဘယ်မှသွားလို့မရဘူးလက်ရှိမိုးကုတ်မှာဒီဒေတာခန်နေရွှေ့ပြောင်းနေကြရဲ့အခြေအနေရောဘယ်လိုရှိနေလဲစစ်ဆောင်နေအခြေအနေပေါ့တဖြည်းဖြည်းမရှိရလူတွေကြတော့မသွားတော့ပါဘူးလို့နေတယ်ဒါပေမဲ့နောက်ပိုင်းကျောင်းနောက်ပိုင်းကျောက်ကျောက်ကျောက်လာတဲ့ခါကျတော့မရှိရှိရပါဗျာအဲ့တော့ကိုယ့်အင်းကြီးမှာဘယ်သူမှမရှိတော့ဘဲနဲ့အင်းကြီးကိုပိတ်ပြီးမှသူခတ်သွားကြတာပေါ့ဒီကြီးကြီးပဲထွက်သွားကြတာထွက်သွားကြတော့ ဲ့လိုထွက်တဲ့ဘဝနဲ့တဖြည်းတဖြည်းနောက်ဆုံးကကားမရှိလို့ဆိုင်ကယ်နဲ့အစားအခုကကျွန်တော်တို့မြင်နေရတယ်ထွက်နေကြဘူးထွက်နေကြတဲ့အခါကျတော့ကုံတလောက်ကြီးနေပါဖြစ်လာတော့ဖြစ်လာတဲ့အခါကျတော့ဘယ်လိုတကောင်းလဲဗျာကိုယ့်အင်ကြီးကိုကိုတိဆောက်ထားတဲ့အင်ကြီးကိုစပစ်မှာထွက်ခဲ့ရတာဘယ်သူမှစိတ်ကောင်းမှာပဲဟုတ်မလို့ဒီမှာဒီလိုမျိုးပေါ့ဒီရွှေ့ပြောင်းလာတော့တော်တော်များများတော့ကုံတလောက်ဖြစ်သွားပါတယ်ကျွန်တော်မကောစီရလေအခုနေ့လေးတောင်မှလည်းလမ်းသွားလို့ရှင်6ကန့် ရာဂိုင်နှုတ်အပြည့်စုံရောဘယ်လောက်ရှိနိုင်လဲ60 90လောက်တော့ရှိပြီထင်တာပဲကျွန်တော်ခက်ခံမှန်းကြည့်ရပါဘူးအဲ့ဘုံကျွန်တော်ရှိမယ်ထင်တာပဲသူများပြောတယ်80လောက်ဒီပြောင်းတယ်လို့ပြောကြပါဘူးဒါပေမဲ့ထက်ဝက်ကျော်ကျော်သွားလောက်ပြီထင်တာအဲ့ဘုံရွာဘက်တွေလည်းပြောင်းကြတယ်အခုကရွာဘက်တွေမှမหนีရဲဘူးအဲ့လိုမျိုးပေါ့ရွာဘက်တွေလည်းမหนีရဲကြအောင်ထွက်ကြရအောင်ကိုယ်မျိုးစုရကိုယ်ရွာရှိရပါဗျာအဲ့လိုမျိုးပေါ့အဆက်ဆက်နေပုံတော့သွားကြတာဘာလောက်ကန်ရှိလဲဆိုဘာမှအမှန်ငယ်ချက်ရှိလို့တော့မဟုတ်ဘူးတကယ်မှာအဲ့မှာหนีလို့ရှိရင်ငါအဆင်မပြေလုံးတော့ ထွက်ကြအောင်ဟုတ်ကဲ့နောက်ဆုံးအနေနဲ့ပေါ့နော်ဒီမိုးကုန်းနဲ့ပတ်သက်ပြီးတော့မျောလင့်ချက်ပေါ့ဘာတွေမျောလင့်ထားလဲဆိုတာနဲ့ဖြည့်ဆက်ပြီးတော့ပြောချင်တာတွေလည်းဖြည့်ဆက်ပြီးတော့ပြောကြပေးပါဦးရှင်ကျွန်တော်အနေနဲ့တော့အဲ့လိုပေါ့ဒီရဲ့ဇက်လန်ကြီးကဟိုမပြီးသေးတဲ့မပြီးဆုံးနိုင်ဘူးပေါ့နော်မပြီးဆုံးနိုင်တဲ့အခါကျတော့ဟိုသူတို့လည်းဒီကိစ္စကြီးဖြည့်ရှင်းဖို့ပေါ့လမ်းတစ်ခုတော့ရှာတဲ့နေလို့ခင်ဗျာဒီလိုမျိုးကိုယ်အိမ်ကိုယ်ယာယီကို စွန့်ပြီးမှသွားရတယ်လားဆိုတာအဆင်မပြေဘူးလေဘယ်သူမှလည်းသွားကြမှာမဟုတ်ဘူးပြီးတော့ဒီကျွန်တော်တို့တတ်တဲ့ပညာတွေရင်းနှီးဆိုတာဒီမျိုးမှာပဲရှိတာဟုတ်အဲ့တော့ဒီဟာတော့စိတ်မကောင်းကြရဘူးဒီလိုဖြစ်နေတဲ့အကြောင်းကြရတယ်ဘဝနဲ့ကြရဘူးနော်အဲ့တော့ဒီဟာကိုအားလုံးနေနဲ့ပူပေါင်းပြီးတော့ဟိုအတက်နိုင်ဆုံးပေါ့ဗျာနော်ဖြည့်ရှင်းပေးနိုင်ရင်တော့ကောင်းတော့ဖြည့်ရှင်းလဲဖြည့်ပေးစီခြင်းပေါ့ဒါပါပဲ ဒါကတော့မိုးကုံမျိုးရဲ့နောက်ဆုံးအကြီးအနေနဲ့ပတ်သက်ပြီးတော့မကြသေးခင်ကမှမိုးကုံမျိုးကနေစစ်ပေးလျှောက်လာတဲ့ဒေတာခန်တူကိုဆက်သွယ်မြင်မြန်ထားတာဖြစ်ပါရဲ့ရှင်။ CJ Platform ရဲ့သတင်းစီးစင်းတွေကို CJ Platform ရဲ့ Facebook စာမျက်နှာအပြင် YouTube မှာလည်း Subscribe လုပ်ပြီးတော့ကြည့်ရှုနိုင်ပါတယ်။မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုယ်ဤကျန်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတဘာဝပေးစစ်ပေးတွေကနေကင်းဝေးပါစေလို့ဆုတောင်းပေးလိုက်ရပါရဲ့ရှင်။